ီရောကာကြီးအတွက်ဘာအတွက်လို့ရောက်လာတာလဲဘာအတွက်ဖြစ်စေချင်တာလဲကိုဘဝကိုဘာအတွက်ဖြစ်စေချင်တာလဲကျမတို့ကြိုက်တည်ဖြစ်စေမကြိုက်တည်ဖြစ်စေကျမတို့လုံးဝရှောင်လို့မရတဲ့ဟာတော့နောက်ဆုံးကြတော့ကျမတို့အားလုံးဟာအနိစ္စသဘောတရားအရာကိစ္စချောရမှာပဲအဲ့တော့အဲ့ဒီအဲ့ဒီအချိန်ရောက်တဲ့အခါကျတော့ဟိုဘယ်လိုစိတ်ဓာတ်နဲ့ရှိကျင်လဲဆိုတာကိုကိုကိုဆုံးဖြတ်ကြပါကျမကတော့ဟိုအကျွေးမပါသွားခြင်း ဘဝအကျွေးတွေမပါသွားခြင်းပဲအဲ့တော့ဒီဟာကိုစဉ်းစားကြပါကိုယ့်ဘာကိုစဉ်းစားကြပါစွန့်လွတ်ပါကျွန်မမပြောလို့ဘူးကိုယ့်အတွက်ကိုမလုပ်ပါနဲ့မပြောလို့ဒါကျွန်မတိုက်တွန်းချင်တာကတော့တတ်နိုင်သမျှကိုယ့်ရဲ့တိုင်းပြည်အတွက်ကိုယ့်ရဲ့အရင်တုန်းကတူတူပေါက်ဖွာလာတဲ့ပြည်သူပြည်သားတွေအတူပေါက်ဖွာတဲ့ပြည်သူပြည်သားတွေအတွက်တတ်နိုင်သမျှ လုတ်ပေးနိုင်သမျှလုတ်ပေးကြပါတခြားဟာမလုတ်ပေးနိုင်ရင်တော့မေတ္တာပို့ကြပါစေနာထားကြပါလို့ပဲကျမအနေနဲ့တောင်းပါတယ်